အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါ Spain Club တွေကဥရောပပြိုင်ပွဲရဲ့ Final ရောက်ရင်အမြဲတမ်း show ပွဲမရှိဒါထားတဲ့အစင်လာအတိုင်းဒါတောက်လျှောက်ချက်စီကိုဒီနေ့ပွဲပထမပိုင်းမှာလုပ်ပြသွားတယ်ဆိုတော့ဒီနေ့ပွဲကနှစ်ပိုင်းပေါ့လေဒါနှစ်ပိုင်းဖြစ်သွားတယ်ဒါအဓိကတော့ဘယ်လိုပြောမလဲဆိုတော့ပထမပိုင်းမှာ Isco ဥဆောင်တဲ့ Isco ရဲ့ show ဖြစ်ပြီးတော့ဒါ red ဒီ Real Betis အသင်းကတော်တော်လေးကောင်းကောင်းကစားခဲ့တယ်။ Chelsea ကိုယ်တမား Felix Jorginson ကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့ရင်နောက်အပိုင်အခွင့်အရေးတွေကို Real Betis အသုံးချနိုင်ခဲ့ရင်ဒီပွဲဟာ Chelsea အတွက်တော်တော်ကိုခတ်သွားနိုင်တဲ့ဒါ Mountain Climb ဖြစ်သွားမှာ။ဒါပေမဲ့ပထမပိုင်းတပိုင်းလုံးမှာရောတပွဲလုံးမှာဒါဘယ်လိုပြောမလဲ။ဒီဒီ Absolute ကတလုံးတည်းတော့ကိုယ်သွင်းတယ်။အဲ့ကိုကပဲ Real Betis ကိုဥဆောင်ကိုရတယ်။ဒီနေ့ Chelsea ကတိုက်စစ်မှာ ဂျက်ကင်ရဲ့နိုနီမာတူဝီကီရဲ့အန်ဆိုဖရန်တက်စ်ရဲ့ခိုပါမာရဲ့ထားပြီးတော့ဒါတစ်ပတ်ကနက်တိုနဲ့ထားတယ်၊ကွင်းလေကခိုင်ဆီရိုဟိုနဲ့အန်ဆိုဖရန်တက်စ်ပြီးခါစီကာကူကွေလာရဲ့ဘာဒီယာရှိရဲ့ချာလိုပါနဲ့မာလူဂူစတိုထားပြီးတော့ကိုယ်မာရောဖီလီရှိုကစီဘောလေကျွန်တော်တို့မိပြကခိုးဝဲကိုမတုံးပဲဘာဒီယာရှိကိုထပ်ပြီးနေရာပေးခဲ့တော့အသင်းကောင်းဆောင်ဂျက်ကင်ကိုအသင်းကောင်းဆောင်ဒီဂရစ်ချင်းကို ဒါဆက်ပြီးအောက်ထားပြီးတော့ကူစုံနဲ့ပွဲထွက်တယ်ပွဲတော့အမှန်တိုင်းပြောရင်တော့ Chelsea ရဲ့အရန်ကစားမတွေရဲ့ quality နဲ့ Real Betis အသင်းရဲ့ကစားပုံပြောင်းလဲတဲ့ tactic ကြောင့်လေပထမပိုင်းလို aggressive ဆန်ဆန်ဆက်ကစားခဲ့ရင် maybe difference ဆိုပြီးဖြစ်နိုင်တယ်ဒါပေမဲ့ Chelsea မှာ too much quality ပဲကျွန်တော်တို့ဒီပြိုင်ပွဲကိုအစောကြီးတည်းကမဆက်ခင်တည်းက conference league ဟာ chelsea အတွက်ဖြစ်မယ်ဆိုတာကျွန်တော်ပြောထားပြီးသား chelsea ကအရင်တည်းကလည်းဒါသူတို့အသင်းဟာအကောင်းဆုံးဆွမ်းဆောင်ထားတယ်ဒီပြိုင်ပွဲမှာဒါသူတို့အသင်းနဲ့ပြိုင်ပတ်တည်ချာမှာအရန်ကွာဟတယ်ဒါသူတို့တမိုင်းမှာ european trophy တွေကိုတစ်ခုပြီးတစ်ခုရရှိထားတယ် champion league နှစ်ကြိမ်ဒါယူရိုပါလိနှစ်ကြိမ်ရတယ်စူပါကပ်ကိုလည်းနှစ်ကြိမ်ရပြီးတော့ချယ်ဆီကအောင်မြင်တဲ့ဥရောပထိပ်တန်းကလပ်အသင်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့ချယ်ဆီဟာသူတို့လိုချင်တဲ့နောက်ထပ်ဆူပလာတစ်ခုကိုထပ်ပြီးရယူခဲ့တယ်ဒါတမိုင်းတစ်လျှောက် ဒါ Champion League ဒါ Europa League ဒါ Club Cup ဝင်တာက Conference League အပါဝင် Super Cup နဲ့ဥရောပဖလားတွေအားလုံးကိုရတဲ့အသင်းဖြစ်ဒုတိယပိုင်းမှာ Anso Maris ကအသင်းကပြောင်းလဲသွားတယ်ဆိုတော့ Club နေနဲ့ဒါ European Trophy ပေါ့လေဒါ European Trophy ကို Total အားဖြင့်ဒါ Champion League နှစ်ကြိမ် Europa League နှစ်ကြိမ် ။ Now ကပ်ဝင်းနာကက်နှစ်ချိန်စူပါကက်နှစ်ချိန်အဲ့မှာလည်းသူတို့၈ချိန်ရတယ်။ဒီဒီချိန်ဟာသူတို့၉ချိန်မြောက်ရလို့ဖြစ်သွားတယ်။ပထမပိုင်းမှာဒါကျွန်တော်ပြောလို့ပေါ့လေ real battle ရဲ့ show ဖြစ်တယ်။ real battle ကတကယ်ကိုကောင်းတဲ့ကစားကွက်နဲ့ကစားခဲ့ပြီးတော့ပွဲကိုတောက်လျှောက်ဆုံးမထားတယ်။ Chelsea အများကြီးခရီးလုပ်တဲ့အထူးပြင်ချင်းစီကံစီကဘာတီးယားရှိလို့တော်တော်အားနေတယ်ဗျ။ဒီဘက်ကအူယူရိုပါကွန်ဖရင့်စ်တိတလျှောက်လုံးပေါ့လေကွန်ဖရင့်စ်တိတလျှောက်လုံးမှာသူတုံးခဲ့တယ်ဆိုတဲ့အချက်တစ်ချက်ကြောင့်လည်းတုံးတာ။ ါမှတော့ယိုကင်ဆန်ကတော့တိတ်ပြောသူစစ်သွားတဲ့အလုံးဆိုတော်တော်လေးကောင်းတယ်ဆိုတော့ပထမပိုင်းမှာ chance အများကြီးဒါ battery ရတယ်ဒါပေမဲ့အဲ့အလုံးတွေကို battery အသုံးချတယ်ကျွန်တော်သိတယ်သူတို့ရတဲ့ chance ကိုသူတို့အသုံးချရင်ဒုတိယပိုင်းမှာသူတို့နောက်တားရလိမ့်မယ်ဘာလို့ဆို Chelsea မှာအရန်ကောင်းတဲ့ squad အားနဲ့အရန်ကောင်းတဲ့ fire power ကအရန်မှာရှိတယ်အဲ့ကနေမှ battery ကပထမပိုင်း1-0 up ဖြစ်ပေမဲ့အဆုံးသတ်မှာ Chelsea ကဒုတိယပိုင်း65ပြည်ဒါပေမဲ့နောက်ပိုင်းပေါ်လေအန်ဆိုဖရန်တက်စ်တို့ချယ်ဆီရဲ့ချီပါဂိုးတွေအနိုင်ဂိုးတွေကိုတွင်းတဲ့ဂျက်ဆင်တို့ ကိုဒီလိုဖြစ်လာအောင်အဓိကလုပ်ပေးသူကခိုးဖားမှာပဲပထမပိုင်းမှာကျွန်တော်တို့ Isco က show ဆိုရင်ဒုတိယပိုင်းမှာခိုးဖားမှာက single hunter show တော့ပေါ့ဘူးဒါပေမဲ့သူ့ရဲ့ဖန်တီးမှုတွေဒါမလုပ်ခဲ့ရင်ဒီဘွဲက difference ဆိုဒီပဲဒါကြောင့်လဲဆိုတော့ Jackson သွင်းသွားတဲ့အလုံးရဲ့သူ့ရဲ့ quality ball now Anzo Fernandez ခေါင်းတိုက်သွားတဲ့အလုံးရဲ့သူ့ရဲ့ quality ball ဒါတွေကဒီနေ့ဘွဲရဲ့အဓိကအဆုံးဖြတ်ခိုးဖားမှာရဲ့ဖန်တီးမှုနှစ်ချိန်ဟာ Chelsea တို့က တကယ်ကိုခွစ် transition 65မှာပထမချီပါကိုအန်ဆိုဖနန်ဒက်စ်ခေါင်းတိုက်တယ်80မှာနီကလက်ဂျက်ဆင်ဒါတော့မှနီကလက်ဂျက်ဆင်ညံလို့ 1v1 ထွက်သွားတဲ့အဲအဲ့ချိန်မှာတစ်ဖက်ကဘတ်တီအတိုက်စစ်ကိုအသေးအံလိုက်တဲ့အချိန်ဒေါင်ကဘောကနေကောင်တာပေါက်တယ်ဂျက်ဆင်ထိချက်များသွားလို့အဲ့မှာတွေကဖြတ်ရမယ်အစားမှာပွဲပြီးကန်ဒီမှာပဲထုံးစံတိုင်းလူစားလဲမှုအပြောင်းလဲတွေပေါ့လေလူစားလဲတဲ့ risk chain ရဲ့ နောက်တစ်ဖက်ကဂျူဘီဟောရဲ့ပြီးတော့မှဆန်ချိုရဲ့၃ယောက် combination ကနေ83မိနစ်မှာဂျီဒန်ဆန်ချိုကဒါတတိယဂိုးနဲ့ပွဲပြီးကန်ဒီမှာအန်ဆိုဖနန်တက်စ်ပေးတာကနေမွိုက်ဆက်ခိုင်စီတို့တကူသွင်းတယ်ဆိုတော့သွင်းသွားတဲ့အလုံးတွေကချက်စီတို့ကတကယ့်ကို quality ဂိုးတွေကြီးပဲဒါပထမ cross town နဲ့အန်ဆိုတိုက်သွားတဲ့အလုံးလေတကယ့် quality ဂိုးဒုတိယ ဂျက်ဆင်သွင်းသွားတဲ့လုံးလေးဖန်တီးမှုက quality ကိုနောက်တတိယဆန်ချိုးသွင်းသွားတဲ့လုံးကလည်းတောင်းတဲ့ကိုလုံးဝ adrian မတက်နိုင်သလိုနောက်ဆုံးအလုံးသွင်းသွားတဲ့အလုံးအခိုင်စီလိုသွင်းတဲ့လုံးဆိုပွဲကသွင်းသွားတဲ့ဂိုးတွေအားလုံးကတော့တကယ်အရေးသွေးပဲဒါပေမဲ့ပထမပိုင်းမှာ batty dominate ကို chelsea ကောင်းကောင်းတုံ့ပြန်နေ chelsea ရဲ့တောင်းတင်းလာတဲ့အရန်အင်အားဒီပွဲကိုအပြောင်းလဲလုပ်ခဲ့သလိုဆိုပိုင်းလည်းကယူဗန်စားနေတဲ့ chelsea ဟာ conference league မှာ champion ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ခုနပြောလို့မဟုတ်လေ Chelsea က champion league ပြိုင်ပွဲကို2017နဲ့21မှာနှစ်ကြိမ် now Europa league ကို23နဲ့19မှာနှစ်ကြိမ် Super Cup ကိုဒါ Cup winner Cup ကို87နဲ့68မှာနှစ်ကြိမ်ရပြီးတော့အခု Super Cup ကိုသူတို့နှစ်ကြိမ်ရတယ်1998နဲ့21မှာရပြီးတော့အခု conference league ကို2025မှာရတယ်ဆိုတော့ total အားဖြင့် European Super League ဒါ6ကြိမ်နဲ့ ဒါလက်ရှိမှာဥရောပရဲ့ဒီဘက်ဆယ်စုနှစ်နှစ်စုပေါ့လေအတွင်းမှာအောင်မြင်ဆုံးအင်္ဂလိပ်ကလပ်ဖြစ်မှတ်တမ်းတယ်လို့လက်ရှိမှာတော့ Chelsea ကဥရောပ European Plan ကိုရတဲ့ဒါ complete set ကိုပိုင်ဆိုင်ခဲ့တယ် ခိုးပါမာရဲ့ outstanding performance အန်ဇိုဖရန်တိုက်ရဲ့ outstanding performance လူစားလေးမှန်ကန်တဲ့ quality အရေးသွေးရှိတဲ့ကစားမဒါပေမဲ့ဒီပြမှန်တယ်နော်ဘာဒီယာရှီကိုထုတ်ပြီးတော့ခိုးဝဲထဲ့တယ်ခိုးဝဲထဲ့တဲ့အချက်ကဆုပ်ပြချက်ပံကန်ပြီးတော့ real batic ကိုဂိုးပြတ်နိုင်ပြီးတော့ chelsea ဟာ conference မှာ champion ဖြစ်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်